အားလုံးပဲမင်္ဂလာပါဒီနေ့ဦးနိုင်တို့ဘန်ကောက်ရဲ့ကြောက်ဖျားမြစ်ဘေးမှာဖွင့်ထားတဲ့ barbecue rooftop river view ဆိုင်လေးမှာသွားစားခဲ့ပါတယ်ဒီဆိုင်လေးကိုဘာကြောင့်ဦးနိုင် post တင်ပေးရလဲဆိုတော့ဈေးအနေနဲ့အရန်တန်လို့ဖြစ်ပါတယ်သူကဈေးကတော့အမျိုးမျိုးရှိတဲ့ထက်မှာဦးနိုင်တို့ကဘတ်220တယောက်ကိုဘတ်220နဲ့ time limit မရှိတဲ့ဆိုင်လေးဖြစ်တဲ့အတွက်ကြောင့်မို့ဒီဇိုင်းလေးကိုနေကအဲဘန်ကောက်ကိုလာတဲ့လူတွေသွားစားနိုင်ရတဲ့ကိုတိစက်ပြတ်တာချင်းဖြစ်ပါတယ်။ ဟုတ်တယ်အခုပြသွားတယ်အသားကားတွေပင်လဲစားတွေနော်အဲ့ဒါတွေကမိမိကြိုင်းတဲ့တောက်စားလို့ရတယ်အချိန်အတိုင်းတာမရှိဘူးပြီးလို့ရှိရင်ည7နာရီထိဖွင့်ထားတာဖြစ်ပါတယ် soft drinks တွေကတော့မပါဘူးနော်ဒီ Pepsi တို့ရေတို့ကမိမိတောက်တယ်ဆိုတောက်တဲ့လောက်ကိုမှားတဲ့လောက်ကိုထပ်ပေးရမှာဖြစ်ပါတယ်ပြီးတော့အရန်အနေနဲ့ဆိုလို့ရှိရင်ဦးနိုင်တို့အကျော်တွေဆိုတာပြောထားတယ်နော် အသက်စားလို့ရတယ် fast food အကျော်တွေပါမယ်ပြီးလို့ရှိရင်တမောတီတောင်မိမိစိတ်ကြိမ်ထောင်းစားလို့ရတယ်တမောတီတောင်ပါမယ်အချိုပွဲအတွက်ကတော့နော်ဟိုဆိုဆိုကအဲ့ဒါတော့ရေးမပြလိုက်ရဘူးလေထင်တယ် no i no or ရေခဲချစ်ပေါ့အဲအဲ့ဒါလေးရေခဲချစ်တမျိုးပဲပါမှာဖြစ်ပါတယ် ဆိုင်ငန်းထဲမှာအင်ဒိုအနေနဲ့ဒီ air con နဲ့လည်းဦးနန္ဒိုစားလို့ရသလိုဦးနန္ဒိုကဒီအပြင် veranda မှာပဲပေါ့ဗျာဆိုတော့ကြောက်ပြားမြေကိုကြည့်မယ်လေကောင်းလေတန်လေးရှူမယ်နှမသွားနေတဲ့ cruise တင်မောတွေကိုကြည့်မယ်ပေါ့နော်တင်မောလေးကြီးကြည့်ပြီးတော့စားမှာဖြစ်တဲ့ကြောင့်ဦးနန္ဒိုကဒီအပြင် veranda ဘက်ကိုရွေးချယ်လိုက်ပါတယ် ခုနကထင်တော့တဦးကိုဘတ်220ရည်လေဦးနှံတို့ဝတ်သားရယ်ပဇွန်ရယ်စားရတယ်တော်တော်လေးကိုတန်းနေပြီเนาะအချိန်ကလည်းအတိုက်အတာမရှိတဲ့အတွက်ကြောင့်မို့အဲ့တော့ဦးနှံကပထမဆုံးတော့အသားတွေပဲတည်တန့်กินတယ်ပြီးလို့ရှိရင် seafood တွေกินတယ်เนาะအသီးရွက်တွေဆိုတာသူ့အချိန်နဲ့သူအဲ့လိုမျိုးလောက်သွားတယ်ပထမဘဇွန်ဘဇွန်ကြတော့တခါလေကိုကျဲတဲ့လောက် ဟိုပွဲတွေပေါ့နော်50ပွဲယူတော့မှအခွန်တွေတခါကြီးခွာလိုက်တယ်ခွာယူတော့မှလက်တွေပါစေးပြီးတော့မှအဲပဇုံတီးတက်တိုးထက်ခဲ့တယ်ပေါ့နော်ဘာလို့ဆိုတော့အခွန်ကြီးတွေဆိုစားခင်နေကြတယ်ပြန်ခွာရှုပ်လို့လေအဲ့တော့ပဇုံကြီးပဲတီးတက်စားခဲ့တယ် IT site ဆိုလို့ရှိရင်ရန်ကုန်မှာကသူက4000လောက်ပေးရမှာဖြစ်ပါတယ် ဘန်ကောက်ကိုအလဲလာတဲ့သူတွေပဲဖြစ်ဖြစ်ဘန်ကောက်မှာရှိတဲ့သူတွေပဲဖြစ်ဖြစ်တော့ဒီဆိုင်လေးကိုမသိတဲ့လူတွေရှိမှာပဲပေါ့နော်အဲဒါကြောင့်မို့ဟိုနေတော့သွားစားခင်ပြီးတော့မှကိုလည်းကြိုက်ခဲ့တယ်တန်လဲတန်တယ်တို့ကြောင့်မို့ပြန်လဲမျှဝေခြင်းဖြစ်တယ်အဲသွားစားခြင်းတဲ့သူတွေအတွက်ကိုတော့အပေါ်မှာဒီ post လေးရဲ့အပေါ်မှာဟိုနေ Google Map လေးကိုချပေးထားမှာဖြစ်ပါတယ်အွန်လိုင်းတို့အဖွဲ့တွေကတော့အစားတိုင်းအဖွဲ့တွေဖြစ်တဲ့ကြောင့်မို့အဲအသားငါးကိုယူတဲ့သူကယူအသီးနဲ့ယူတဲ့သူကယူกินတဲ့သူကกินခွာတဲ့သူကခွာ เนาะတိန်းနေသူကတိန်းအလုံးဝတက်ညီလက်ညီနဲ့အားရပါးရဒီဇိုင်းလေးမှာအားပေးခဲ့ပါတယ်ခင်ဗျာ အစားတိုင်းမှာအချက်အခဲတော်သူများလည်းဒီ post လေးကိုမြင်ပြီးတော့စားကြည့်ကြမယ်လို့မျှော်လင့်ပါတယ်။အဲ့တော့ဒီကိုရောက်တယ်လို့ရှိရင်လည်းဒီ Google Map လေးကိုဝင်ပြီးတော့ရှာကြည့်ပြီးတော့စားနိုင်ပါတယ်။အားပေးနေကြတဲ့အစားတိုင်းမှာချက်ရတော်သူတို့အချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်အစီအစဉ်လေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ See you. Bye bye.